ဒါရောက်တာနှစ်လခွဲမှာနားတာအပြစ်ခံရပြီလေရင်နဲ့ဓာတ်ရအပြစ်ခံရတယ်ဆေးရုံဈေးကနေဆိုရင်အထူးသဖြင့်ကျွန်တော်တို့အရန်နဲ့လေချောင်းနဲ့ပြက်ကတ်တာမျိုးလိုမြေပြင်ကထိုးမရရင်ပေါ့ဒါကတော့ဒေါ်လိုင်းအစားတွေကသူတို့လုပ်လာတာပါ စေကန်တဲ့ပတ်သက်ရင်ကျွန်တော်ရှိဟိုရှလာလိုနေရာမျိုးမှာတော့ဓာတ်ရိုက်ထိုးလာတာတို့စေုံစေကန်နေဓာတ်ရိုက်ထိုးလာတာပို့ပို့ပေါ့အဲဓာတ်ရိုက်လေချောင်းနဲ့ဓာတ်ရိုက်ဖြိုစီးဖြိုချဖြတ်စီးပလိုက်တာတို့ပြက်ခတ်ချိန်မုံးပလိုက်တာတို့အထိပြောဖြစ်ခဲ့တာဆိုတော့အဲ့ဒါရည်လည်းကျွန်တော်မကြမကြကြော်ရပါတယ်နောက်တစ်ခုကကျွန်တော်တို့အယံသတိထားတဲ့ဒီစေတက်နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဆောက်ရတဲ့အရာတွေနဲ့ကျွန်တော်စေတက်နဲ့ပတ်သက်လို့အယံကြီးကျွန်တော်တို့ကဒီ public area မှာချမပြအောင်ချမပြအောင်ဆိုတာအဲ့ဒါကိုအယံသတိထားတယ် ဒါဟိုကျွန်တော်တို့အနေနဲ့ကတဖြည်းဖြည်းနဲ့ကျွန်တော်တို့တခြားခရိုင်တွေတခြားခရိုင်တွေကိုစိတ်ဝင်ပြန်နှံ့မှုအထူးထုတ်ဖောက်ဝင်ရောက်မှုအထူးကျွန်တော်တို့ပြင်ဆင်တာဖြစ်တဲ့အတွက်ဒါပထမဆုံးကျွန်တော်ဒါတော်လိုင်းကာလ9နှစ်မှာဒါပထမဆုံးအင်တာဗျူးတာပဲဒါပထမဆုံးကျွန်တော်လုပ်လိုက်တာပဲဒါမြို့ခရိုင်တွေရောက်မှာပေါ့ဒီခရိုင်တွေရောက်မှာကျွန်တော်တို့အင်တာဗျူးတာဖြစ်တယ်အဲ့တော့ဟိုပါပေါ့ဟိုကြုံရပါတယ်အခုကျွန်တော်ဆိုလို့ရှင်အဲဒီရောက်ပြီးတော့ ဒါရောက်တာနှစ်လခွဲမှငါးလအပြစ်ခံရပြီလေရင်နဲ့ဓာတ်ရအပြစ်ခံရတယ်ငါးလကိုပထမတစ်ခါကရှိတ်ခါဝဲတယ်ငါးကြိမ်ပြစ်တယ်အဲရှိတ်ခါဝဲတယ်၆ကြိမ်ပြစ်တယ်ဒုတိယရက်မှာခုနှစ်ခါဝဲတယ်ငါးကြိမ်ပြစ်တယ်အဲ့လိုကျွန်တော်ရှိတဲ့နေရာကိုဓာတ်ရပြစ်တာအဲအဲ့လိုတွေကြုံရတယ်အဲပြီးတော့ဟိုအိုးပထမဆုံးအခါတော့ကတော့ဒါကတော့ထားပါတော့ကျွန်တော်တို့က အုတ်ချုပ်ထောက်ပံ့နေရာမှာနေတာဆိုတော့တိုက်ပွဲအုတ်ချုပ်ထောက်ပံ့နေရာမှာလို့နေတာဆိုတော့အဲအုတ်ချုပ်ထောက်ပံ့အဖွဲ့ကိုလာပစ်လို့အာချစ်ခါတော့ပထမဆုံးအချိန်မှာလည်းချစ်ခေါက်ချစ်ခေါက်ဝယ်ပြီးပြစ်သွားတာရှိတယ်။ဒါဟိုတလောကအပြစ်ခံတာရောဘာရောဆိုတော့ငါးကတော့အပြစ်ခံပြီးနှစ်လကျော်ကျော်လောက်ပါ။အဲ့တော့တကယ်ဟိုသူတို့ကလည်းအညိုတကြီးနဲ့ခြေမုန်းတာဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ကျတော့ဒါကိုအရန်နဲ့သတိထားရတယ်ပေါ့။အော်ဒီအင်တာဗျူးမှာတော့မှဟိုကျွန်တော်တို့အရန်နဲ့သတိထားသွားရတဲ့စကလုံးတွေကိုရွေးချယ်ရတာရှိခဲ့ပြီးတော့ရှိနေရတာဟုတ် ဲ့လိုမျိုးတွေရှိတယ်ကျွန်တော်မှလည်းခက်ခဲပါလို့ပါလားလုံခြုံရေးရခက်ခဲတယ်စေဝဝယ်ယူရေးနဲ့ဖြစ်တင်ရေးကိစ္စဘဏ္ဍာငွေစေဝအတွက်ဝယ်ယူရေးဖြစ်တင်ရေးဖြစ်တင်ရေးဆိုတဲ့အပိုင်းမှာငွေကြေးကိစ္စအစပေါ့ဝယ်ယူရေးရကိစ္စပေါ့ပြီးတော့လူနာလွှဲပြောင်းရေးကိစ္စပေါ့လူနာတယောက်ကျွန်တော်လက်ထဲကိုရောက်လာပြီးဆိုရင်ရင်းမှုကိုကျွန်တော်တို့ကအကူအညီပြန်တောင်းရတာရောက်လာတဲ့ရင်းမှုကိုညီလေးဒီလူနာကိုအကူတို့ကဘယ်လိုတော့ပို့ချင်ပါလဲအဲ့လိုအကူအညီပြန်ဒါပေမဲ့သူ့ရဲပေါ့နော် အဲအခုညပြန်တော့တာဆိုတာကိုတာဝင်လို့ကျွန်တော်တို့ကယူဆလိုက်တာဘူးသူတို့ကမလုပ်ပေးတာတော့မဟုတ်ဘူးရောက်လာတဲ့လူနာကြီးကျွန်တော်တို့လူနာဖြစ်တယ်ကျွန်တော်တို့ဖြစ်အောင်ကျွန်တော်မနိုင်နိုင်တဲ့စီကိုကျွန်တော်တို့ပို့ရမယ်ဒါမျိုးအထိပေါ့အခုလိုမိုးရင်းကာလမှာဆိုရင်နမဆက်တွေခက်ခဲတော့အဲကျွန်တော်အရန်နဲ့ခက်ခဲပါတယ်အဲ့ဒါမျိုးလောက်ရတာလေအဲအဲ့လိုမျိုးတွေတော့ရှိတယ်စစ်ကောင်စီကလည်းသူကဓာရီသည် main ဖြစ်နေတာဟုတ်ရှေ့မှာကျွန်တော်ပြောခဲ့သလိုအုပ်ချုပ်ထောက်ပံ့မှာအဓိကတော့ဆက်တွေနဲ့ဆေးဖြစ်နေတော့ဒီနှစ်ခုကိုဖြိုခွဲမှာပဲအဲ့တော့ဆေးဟိုကတော့သူကပြတ်မှတ်ထားတယ်အဓိကတော့ဒီလူလူတို့ပဲကူကူ အဲ PD ရဲ့ရဲဘော်တွေကိုပဲကုကုပြစ်မှတ်ထားတယ်အဲ့ထဲမှာမှကျွန်တော်ကလက်နက်ကင်ကြီးပေါတော်မဲကျမ်းမိုင်နဲ့ဒူနာယူတက်ဖွဲ့ဆိုတာလဲတွဲနေတာဆိုတော့အခုကျွန်တော်တို့ဆိုရင်ဌာနချုပ်မထားရင်ဘူးအာကျွန်တော်ဌာနချုပ်ပေါတော်မဲကျမ်းမိုင်နဲ့ဒူနာယူတက်ဖွဲ့လို့တာပေါတော်မဲအခြေစိုက်ခဲ့လို့တာကျွန်တော်တို့ကတည်ရတာဌာနချုပ်မထားရင်ဘူးတော်ကြလူနာတွေဟိုချွတ်ဒီချွတ်ဒီတော်ကြဟိုချွတ်လိုက်ပြအောင်လဲအဲ့လိုတွေလုပ်ရတာရှိတယ်အဲ့တော့အသေးဌာနချုပ်ကိုကျွန်တော်တို့မထားရင်ဘူးဌာနချုပ်ဆိုတာသူတို့ရဲ့ခြေမုံတဲ့ကိစ္စကိုလည်းကျွန်တော်တို့မခံနိုင်ဘူးကိုယ်တည်င်းနဲ့ပဲ ောင်သီးလက်စား၄တန်နဲ့နားထောင်ဆိုတဲ့အပေါ်မှာလည်းကျွန်တော်အခြေပြုပြီးတော့ကျွန်တော်လှုပ်ဆောင်ခဲ့ရတာရှိတာအဲ့လိုမျိုးတွေရှိတယ်ကျွန်တော်ရဲ့ယူရအရာကတော့ပေါ့တောင်ပိုင်းအခြေစိုက်ခဲ့တာဖြစ်တဲ့အတွက်ပေါ့တောင်ပိုင်းမှာဒီမကွေးတိုင်းတိုင်းလုံးစီတို့ပေါ့အဲအခုမဟာမိတ်လုပ်ငန်းရှင်တွေလည်းစကားပြောထားတာရှိပါတယ်အီယာဟိုရီမီဒီယာဆင်းလာတဲ့အခြေအားမှာကျွန်တော်တို့စစ်တပ်သားတွေလိုက်ပါဆောင်ရနိုင်ဖို့အတိတ်ကျွန်တော်ကောင်းမွန်တဲ့မဟာမိတ်တွေတိစောက်ပြီးတော့တော့သွားနေတာရှိတယ်ပေါ့ အဲအဲ့လိုတွေလည်းလုပ်ထားပါတယ်အဲအဲ့တော့ပေါ့တော်မင်းမစီတို့ဝေဒန်ဒရိုင်းလုံးစီတို့ကျွန်တော်တို့စေးဘဆိုင်ရာနဲ့ပေါ်တော့ကောင်းတိုက်ခိုက်ရတော့လည်းကောင်းအခုပြီးတွဲပြီးဆက်လက်ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ဒီနေရာမှာပြောချင်တာကတော့ကျွန်တော်တို့ပေါ့တော်မင်းကျမ်းမိုင်နဲ့သူနာပြုတ်တက်ဖွဲ့နေနဲ့စူးစမ်းနေပါတယ်ပေါ့လုပ်နေပါတယ်ပေါ့မြည်သည့်တရင်တက်ဖွဲ့မှာမဆိုမြည်သည့်လူပဲအဖွဲ့အစည်းမဆိုမြည်သည့်ပြည်သူလူထုမဆိုကျွန်တော်တို့ဘက်က24နိုင် ready အနေနဲ့ကျွန်တော်တို့ပြင်ဆင်ပြီးတော့ ကျွန်တော်တို့လုတ်ပေးနိုင်တဲ့အပိုင်းကိုကျွန်တော်တို့တက်သည့်ကျွန်တော်တို့မှာရှိတဲ့ပညာရှင်တွေနဲ့ကျွန်တော်အတက်နိုင်အောင်အကောင်းဆုံးစီစဉ်ဆောင်ရွက်နေပါတယ်ပေါ့ပြီးတော့ပြည်သူလူထုအနေနဲ့ကလည်းအဲနည်းနည်းလေးရေချိန်မြင့်နေတဲ့တော်လိုင်းကာလမှာခဏလေးတောင်းခံပေးကြပါဦးပေါ့ပြီးတော့ဆက်လက်ဆောင်ရွက်နေတဲ့တော်လိုင်းအင်အားစုတွေအပေါ်မှာလည်းအဲဒီတိတ်မကြတဲ့ကာလမှာကျွန်တော်တို့ရောင်းနေမြင်နေရပြီပေါ့အဲပြီးဆုံးတော့မဲ့နေရာကိုကျွန်တော်တို့အဲအချိန်ဝ ဒီမဲ့ချက်ကိုလည်းမြင်ရရပြီပေါ့မြင်ရဖြစ်တဲ့အတွက်ဒါကိုလည်းကျွန်တော်တို့ကယုံကြည်ပါတယ်ယုံကြည်ချက်နဲ့တိုက်ခဲ့တဲ့ပွဲတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ယုံကြည်ရာလေးကိုလည်းပြပြဝဝယုံကြည်ပေးကြပါပေါ့ပြည်သူတွေကိုအဲ့တော့လိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်ပံ့ပိုးနိုင်တာတွေကုညီဆောင်ရွက်နိုင်တာတွေကိုလည်းကုညီဆောင်ရွက်ပေးကြပါပေါ့